ရေကေစိကုတလာဓမ္မတပ္ပိတေယောနိတောမနတိကာရမူလကာတဲ့ဆိုလိုတဲ့အတိပ္ပယ်ကဖြစ်ပေါ်လာတဲ့ကုသိုလ်မှန်သမျှဟာယောနိတောမနတိကာရပေါ်မှာအခြေခံတယ်လို့ပြောတယ်ယောနိတောမနတိကာရကြောင့်ဖြစ်တာတဲ့အဲယောနိတောမနတိကာရဆိုတာ ဘလို့အာယုံပဲလာလာသူက wise attention ဆိုစဉ္ညဉ္ဏ်နဲ့နှလုံးသွင်းတတ်တာဒါပုံပြီးနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတာယောနိတမနတိကာရလို့ပြောတယ်အဲ့တော့ကုသိုလ်ဖြစ်အောင်ကဘလို့နှလုံးသွင်းရမှာလို့မျက်စိကမြင်စရာအာယုံလေးတစ်ခု လောဘဖြစ်เสียအာယုန်လေးတစ်ခုဖြစ်လာလို့ရှိရင်ကိုယ်ပါဆင်ញင်တုံတရားကဘာဆင်ញင်တုံတရားတော့ဆိုသူများပိုင်တဲ့ပစ္စည်းဆိုရင်အာဒါသူများပိုင်တဲ့ပစ္စည်းသူ့မှာကုသကံရှိလို့ဒီပစ္စည်းကိုရထားတာဒီပစ္စည်းနဲ့ပတ်သက်ပြီးငါလောဘဖြစ်ရင်မသိတော့ဘူးငါမှလောဘမဖြစ်เสียဘူးလို့ဒီအတွေးမျိုးတွေးလိုက်တာနဲ့ဒါယောနိသောမနတိကာနာလို့ခေါ်တာ မုံစရာလူတယောက်ကိုတွေးလိုက်လို့ရှင်လည်းပဲကြည့်အေးငါမုံလို့သူဘာမှဖြစ်မှာမဟုတ်ဘူးငါမှသာငါရဲ့နှလုံးသားဟာညင်နွမ်းတော်ပြီငါမှပဲအကုသိုလ်ဖြစ်တယ်မုံညိချင်းဟာကျိုးမရှိဘူးလို့ဟောနှလုံးသွင်းလိုက်လို့ရှင်လည်းဒါယောနိတော်မနတိကာဆိုလိုတာကယောနိတော်မနတိကာဆိုတာကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရကုသိုလ်ဖြစ်တဲ့ဘက်ကိုဥလှည့်ပေးရဥပမာလူတယောက်ရဲ့အကျိုးစီးပွား လိုလားတဲ့စိတ်မေတ္တာကိုတည်ဆောက်ပြီးဆိုလို့ရှိရင်လူတိုင်းလူတိုင်းမှာအဆိုးနဲ့အကောင်းဆိုတာနှမျိုးတွဲပြီးတော့လာတယ်လူတိုင်းလူတိုင်းမှာအပြစ်ဆိုတာလည်းရှိတယ်ကောင်းတဲ့အကွက်လည်းရှိတယ်ဆိုးတဲ့အကွက်လည်းရှိတယ်အဲ့တော့မေတ္တာပွားခြင်းလို့ရှိရင်သူ့ရဲ့ဆိုးတာတွေမကြည့်နဲ့ဆိုးတဲ့အပိုင်းတွေကိုဖယ်ထားလိုက် ကောင်းတဲ့အကွက်ကလေးကိုသာကြည့်ပြီးတော့မေတ္တာပွား ဒါကိုယ်တဏ္ဍာမမေတ္တာဖြစ်ဖို့ကအဓိကဒီလူတယောက်ပေါ်မှာဩဘလောက်ဆိုးခဲ့တာငါပေါ်ဘလောက်ဆိုးတာဆိုတာအဲ့ဒီအဆိုးတွေသာတွင်လို့ရှိရင်မိတော့ကလေးကိုလေဖြူဖြူလေးတိုက်လာသလိုပဲသူကပို့ပြီးတော့ချိန်မြက်လာချိန်မြက်လာမှာလေပင့်မိလောင်ရ လေပင့်ဆိုတာအဲ့ဒီအတွေးကပို့ပြီးတော့ပင့်ပေးလိုက်တဲ့အခါကျတော့ဒေါသတွေကပုံမြက်လာ ဘယ်ဟာပဲဖြစ်ဖြစ်ပြီးလောင်ရလေပြင့်ဆိုတာလောဘဖြစ်ရင်လည်းတွေးလိုက်ရင်ပိုလောဘဖြစ်တယ်။ဒေါသဖြစ်တဲ့အာယုံကိုတွေးလိုက်ရင်လည်းပိုပြီးတော့ဒေါသအရှိန်မြင့်လာ။အဲ့တော့အဲ့ဒါတွေကိုမတွေးပဲနဲ့တစ်ဖက်ကလှည့်ပြီးတော့တွေးရတယ်။အဆိုးတွေတဲကအကောင်းကိုရှာအောင်။အဆိုးတွေတဲကအကောင်းကိုရှာပြီးတော့မေတ္တာဘာဝနာပွားရတယ်လို့ဒီလိုဆိုတာ။အဲ့တော့လောဘဖြစ်လာလို့ရှိရင်လည်းပစ္စည်းတစ်ခုပေါ်မှာလောဘဖြစ်ရင် လူတယောက်ပေါ်မှာလောဘဖြစ်လာရင်တွေ့တာမှုတွေဖြစ်လာတယ်။ဆိုပါစို့မိဘနဲ့သားသမီးဆိုတာမိဘကဒီသားဒီသမီးကိုတိတ်ချစ်တယ်။တန်ရစင်တွေတိတ်ဖြစ်လာ။သူ့ပေါ်မှာဖြစ်လာတဲ့တန်ရစင်မလျှော့နိုင်ဘူးဆိုရင်ဘာတွေးရမလို့ဆိုရင်အေးငါအိမ်ရောက်လာတာငါခေါ်ထားတာမဟုတ်ဘူးသူကန်နေသူလာတာ။ပြန်ကျင်တော့လေသူ့ဘာသူပြန်မှာငါကအရင်တော့ကသူ့ကိုသိတာမဟုတ်ဘူးခုမှသိတာ။ ဘာလဲတနေ့တည်ရမှာသူတို့လည်းတနေ့တည်ရမှာဆိုတဲ့အတွေးလေးတွေနဲ့တွေးလိုက်လို့ရှင်အလုံးလို့ရော့ကျသွားတာတွေးကြည့်ရင်ဒီတိုင်းပဲရော့သွားမှာပဲတွေ့တာမှုတွေတန်ရောစင်တွေရှော့ချလာတယ်အေးဒီတာတွေ့တာမှုတန်ရောစင်ဟာငါလည်းအချိုးမဖြစ်ဘူးသူ့လည်းအချိုးမဖြစ်ဘူးသူ့မှာဘာလို့အပ်လဲလိုအပ်တာငါဖြည့်ဆည်းပေးမယ်ဟောမေတ္တာကကံနေကြည့်တာသူလိုအပ်တာငါဖြည့်ဆည်းပေးမယ်သူကောင်းကျိုးကိုငါဆောင်ရွက်ပေးမယ် တက်တက်တန်ရောစဉ်ဖြစ်နေလို့ငါအဖို့မှာဘာမှကောင်းကျိုးရမှာမဟုတ်ဘူးလို့အဲ့ဒီလိုမှန်ကန်စွာတည်တော်ခြင်းဖြင့်တန်ရောစဉ်တရားကိုရှင်းချပေးလို့ရပစ္စည်းဥစ္စာလေးပေါ်မှာလည်းတန်ရောစဉ်ဖြစ်တတ်တယ်လူတွေဆိုလို့ရှိရင်လက်ဝတ်ယတနာတို့အဝတ်အထည်တို့တချို့ဆိုမိုးရဲ့မစားရဲ့ဒီလိုဖြစ်တတ်တာတွေရှိတတ်တယ်ပေါ့နော်ကိုသိစုံမဲ့တဲ့ပစ္စည်းဆိုရင် ကိုကိုတိုင်တောင်မသုံးရဘူးသူများဂိုင်ကြီးဖို့ဆိုတာနေနေလာတာအဲ့ဒါမျိုးတော့ဖြစ်တတ်တယ်အဲ့လိုဖြစ်လာလို့ရှိရင်စိတ်ထဲကခုနကယောနိတော်မနတိကာရနဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုရင်အနိစ္စသဘောတရားကိုဆင်ញင်စဉ်းစားကြည့်ရအေးဒီပစ္စည်းလေးဟာငါမသုံးလဲငါကတော့လဲပစ္စည်းကိုစွန့်တာဖြစ်မယ်ပစ္စည်းကတော့လဲငါ့ကိုစွန့်သွားနိုင်တယ်ဟုတ်တယ်လေလူတွေဟာတချို့ဆိုရင် ဟိုမကြခင်ကနေပဲကြည့်ပါလားနေပြီးတော့သွားတဲ့လမ်းပေါ်မှာဝတန်ချမ်းသာတဲ့မိသားစုလိုကြာရတယောက်အောင်မှမကြံအောင်ကာအစီရင်နဲ့ဆုံးသွားတယ်အဲ့တော့လောကဆိုတာမကြီးမျော်ပဲနဲ့ရည်မှန်းချက်မရှိပဲနဲ့ဖြစ်တတ်ဖြစ်သွားတဲ့အခါမှာကြည့်ဒီပစ္စည်းဥစ္စာတွေဟာကိုယ်ကဆုံးသွားတယ်လို့ခေါ်တယ် ။ဩတခါဒီရန်ကြတော့ကိုကအသက်ထင်ရှားရှိပြီမဲ့ပစ္စည်းတွေ။ဩမနစ်တုန်းကတနှစ်တုန်းကမင်္ဂလာဇေကြီးမီးလောင်သွားတယ်ဆိုပစ္စည်းတွေအများကြီးပါသွားကြတာပဲ။အဲ့ဒါပစ္စည်းကကိုကိုစွန့်သွားတယ်လို့ခေါ်တာ။အဲ့တော့ပစ္စည်းကလည်းကိုကိုကိုစွန့်တတ်တယ်ကိုကလည်းပစ္စည်းကိုစွန့်ငယ်ရတတ်တယ်။ဒီနှမျိုးဟာကြုံရတတ်တာဖြစ်တော့ကြောင့်မကြုံရတော့မှဒီပစ္စည်းနဲ့ကိုနဲ့တွဲလို့ရတဲ့အတိုင်းအတာတစ်ခုဟာ ချိန်ပိုင်းလေးပဲเนาะချိန်ပိုင်းလေးဆိုတာစဉ်းဉ်စဉ်းစားကြည့်ရသက်60ရှိတဲ့ပုဂ္ဂိုလ်တယောက်ကအေးဒီပစ္စည်းကိုငါတုံးမယ်ဆိုလို့ရှင်တွေ့ကြည့်လိုက်ရင်နောက်ထပ်အနည်း40တဲ့ပို့ပြီးတော့မတုံးနိုင်ဘူးဒီတဲ့ပို့ပြီးတော့ငါနဲ့အတူတူရှိမှာမဟုတ်ဘူးဆိုတော့အတွေးလေးတွေတွေးပြီးတော့ကိုရှိနေတဲ့ချိန်မှာဒီပစ္စည်းဆိုတာအတုံးချဖို့ဖြစ်တယ်တုံးရမယ်လို့ ဆိုတဲ့စိတ်ထားလို့ရှိရင်ပစ္စည်းပေါ်မှာနှမျောတော်တော်မှုဆိုတာပျောက်ကွယ်သွားနိုင်တယ်။ဘယ်အရာပဲဖြစ်ဖြစ်စင်ကြင်တုံတရားအမတ္တမအရေးကြီးတယ်။အဲ့ဒါကိုပဋိသင်္ခါဏဗလလို့ခေါ်တယ်။စင်ကြင်မှုစွာအားဟာတိတ်အရေးကြီးတာ။လောကမှာစင်ကြင်စဉ်းစားမှုဖြင့်အကုသိုလ်တွေတော်တော်များများကိုဖယ်ရှားထားနိုင်တယ်။